အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကိစ္စမျိုးဝေဆွေးနွေးပြီးမဲ့အကြောင်းအရာတော့အီတန်နိုင်ငံရဲ့ nuclear လက်နက်အစီအစဉ်ကိုတကယ်တားဆီးဖို့အတွက် Israel ဘက်ကနေအမေရိကန်နိုင်ငံဘာဝင်ပြီးမှအကူအညီရလိမ့်မယ်ရှင်နေမျိုးဟောဒီရှင်နေကိုတကယ်ရောက်လာမလားပေါ့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့အနေနဲ့ညဝေဆွေးနွေးပြီးတော့အဲ့တော့ Israel ကဒါအီရန်ရဲ့ nuclear လက်နက်အစီအစဉ်ကိုဖြိုဖျက်ဖို့ဆိုပြီးတော့ဒါအီရန်ဘက်ကိုစတဲ့တိုက်ခိုက်ခဲ့တဲ့အခုဆိုရင်ဒါရတတဘက်ပြည်သွားပြီပေါ့အဲ့တော့ Israel ကအီရန်ကဒါ nuclear လက်နက်ပိုင်သွားမယ်ဆိုရင်သူတို့မလွယ်ဘူးဆိုတော့သူတို့သိတယ် သိတဲ့အတွက်လည်းဒီအစီအစဉ်ကိုအသေးစားကိုပလန်ဆွဲပြီးတော့တိုက်ခိုက်တာ။အီရန်နိုင်ငံမှာရှိတဲ့ဒီ NATO's nuclear တပ်စင်စက်ရုံကိုတော့ဒါသူတို့ဖြိုဖျက်နိုင်ပြီးတော့တစ်ဖက်မှာရှိတဲ့ Volo စက်ရုံကိုမဖြိုဖျက်သေးနိုင်။တကယ်လို့ဒါအီရန်နိုင်ငံမှာရှိတဲ့ Iranian တပ်စင်တွေအောင်မြင်ပြီးတော့ nuclear လက်နက်ပိုင်ဆိုင်သွားမယ်ဆိုရင် Israel နိုင်ငံအနေနဲ့နေလားညာလားပျောက်သွားနိုင်တယ်လို့တစ်ဖက်မှာလည်း nuclear စစ်အနေနဲ့ရှိနိုင်တာမလို့ Israel ကဒီ Volo Iranian တပ်စင်စက်ရုံကိုဒေတာပေါက်မရရတဲ့အနေနဲ့ဖြက်စီးတိုက်ခိုက်လာမှာပေါ့။ တော့ဒီနေရာမှာဒါ foro european တန့်စီစက်ရုံနဲ့ပတ်သက်ပြီးတော့အနေငယ်ဒါညာဝဆွေးနွေးပြီးတော့အဖော်ရောအီရန်နိုင်ငံတီဟီရမြို့ရဲ့တောင်ဘက်မှန်း60กว่าကွန်းမြို့နဲ့နီးကပ်တဲ့တောင်ကြီးတလုံးရဲ့အောက်မှာအနက်အနေနဲ့ကပေ260ကနေ300အထိနက်တဲ့ဘန်ကာအနေနဲ့အခိုင်အမာတိစောက်ထားတဲ့ Union တပ်စီစရုံပေါ့အော် history အနေနဲ့လက်ရှိမှာဆိုရင်ဒီဘန်ကာဖောက်ဘုံးနေတဲ့ဖောက်ခွဲလို့မရဘဲနဲ့အကောင်းပကတိအီရန်နိုင်ငံမှာကြံရှိနေတာလေဒီစရုံကြီးပဲကြံတော့ ။ဟောဒီစက်ယုံနဲ့ပတ်သက်ပြီး2023ခုနှစ်မတ်လမှာဆိုကုလသမဂ္ဂ IAEA ရဲ့တတိပေးချက်အရဗော်ဒိုမှာဆိုယူရိုနီယံ83ဒရမခွန်ရာခိုင်နှုန်းအထိသန့်စင်ထားတာကိုတွေ့ရှိရတယ်လို့ဆိုတာပေါ့။အဲ့တော့ Israel ကဒီဗော်ဒိုကိုဖြတ်စည်းဖို့အတွက်ဆိုရင်မြေအောက်ဘန်ကအနက်ဘေး300လောက်အထိကိုဖောက်ခွဲနိုင်တဲ့လက်နက်မရှိသေးဘူး။အဲ့တော့အဲ့ဒီအတွက်လည်းဒီလက်နက်ကိုအမေရိကန်နိုင်ငံမှာရှိတဲ့ GPU 57ဒီဘန်ကဘူစတာဖောက်ခွဲဘုံနေပဲဒါဖောက်ခွဲဖြတ်စည်းပြစ်နိုင် တော့ဒီဘုံတွေကိုတင်ဆောင်ဖို့အတွက်လည်းအမေရိကန်နိုင်ငံရဲ့ကိုပြောက် V2 Sprint ဘုံကျဲလေယာဉ်ကြီးတွေကပဲတင်ဆောင်လာမှာဖြစ်တော့အဲ့တော့ Israel ကိုကူညီပေးနိုင်မယ့်နေလန်ကအမေရိကန်နိုင်ငံမှာပဲအခုလက်ရှိနေထားရရှိနေအောင်အဲ့တော့တစ်ဖက်ကဒီ GPU 57ဘန်ကဘုံခွဲတွေကဒါစစ်ပွဲမှာတစ်ခါမှထုတ်သုံးဘူးချင်းမရှိသေးဘူးပေါ့လေကျင့်စမ်းသပ်မှုတွေအနေနဲ့2014ခုနှစ်2015 2016နဲ့2019ခုနှစ်တွေမှာလုံဆောင်ခဲ့တာတွေကိုတွေ့ရတော့အဲ့တော့ဒီစမ်းသပ် ုံရှားမှုတွေကိုဒီ2019မှာတော့အများဆုံးလုပ်ခဲ့တယ်။ဒါ၄ချိန်အထိကိုလုပ်ခဲ့တာကိုတွေ့ရတာ။အဲ့တော့အမေရိကန်အနေနဲ့ကဒါသူတို့ဘုံမရှားဘူးဆိုပေမဲ့ history ကိုပေးပြီးတော့ဒီ foreign uranium stats ရေးစက်ရုံပေါ်ကိုဘုံရှားခဲ့မှာဆိုရင် history အနေနဲ့ကလည်းဒီ C 130ဟာ Julie Day ပို့ဆောင်ရေးစစ်လေရင်ကြီးတွေကိုဒါသုံးရမှာ။အဲ့တော့ပြောချင်တာဒီစစ်လေရင်ကြီးကိုသုံးမယ်သုံးပြီးတော့ပြတ်မှတ်တွေကိုတိတိကျကျပြတ်ချနိုင်ခဲ့မယ်ဆိုရင်တော့အဲ့တော့ဒီအီရန်ဘက်အနေနဲ့ကဒီ foreign uranium တပ်စင် ေးဆက်ယုံကြီးတောင်ပပလင်မာတာသူတို့ရဲ့လီကာစနစ်တီကိုဒါတတ်ထားမှာဖြစ်တာအဲ့တော့အီရန်နေနဲ့မြေပြင်ကနေဝင်ဟောင်းဘလူပဲပြစ်ပြစ်ပေါ့ဒါဒီအစ္စရေးနိုင်ငံရဲ့ဒါပြစ်ခတ်မှုတွေကိုအီရန်ကဒါရုရှားရဲ့ဒီစု300 PMU 2တုံးကြီးနေနဲ့ပြန်ပြီးတော့ဒါတိုက်ခိုက်လာအဲ့တော့ဒီအီရန်နေနဲ့အမေရိကန်ရဲ့ B2 ကိုပြောက်လေကြီးမပြတ်ရှာနိုင်တော့လေဘောကပြတ်ရှာလိုက်တဲ့ကြီး BU57 ဒီဘန်ဘန်ကဘုံတွေကို သူတို့ကဒါဂျားပြက်လေးကစနစ်တရားနဲ့ပြစ်ချကောင်းကောင်းကြီးပြစ်ချနိုင်အောင်အဲ့တော့ Israel အနေနဲ့ကအခုဒါနောက်ဆုံးမှာဆိုရင်အီရန်ရဲ့နျူကလ িয়ার အိမ်မက်ကိုအတီးတိုင်းသူဖြတ်ကိုဖြတ်ရအောင်အဲ့တော့စီးရေးတခုလည်းတာမကပဲနဲ့နိုင်ငံရေးနိလတွေကိုပါသုံးမှတ်ရအောင်အခြေအနေကိုတွေ့နေရတယ်အဲ့တော့ဒီ history ကအီရန်ရဲ့နျူကလ িয়ার ပညာရှင်တွေကိုအရင်ဆုံးလက်ဥပ္ပူယူပြီးတော့လိုက်လိုက်ရှင်းနေတော့ပြီးမှဒါစစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေက ရှင်းလိုက်တာအဲ့တော့လောဆယ်မှာဆိုရင်ဒါဒီအသက်ခံထားတဲ့ကာကျုပ်ကိုထပ်ရှင်းလိုက်တာဖြစ်တဲ့အတွက်လက်ရှိမှာအီရန်အနေနဲ့ကတော့ဒါဒီရှေလက်အကုန်ရိုက်ရှိုးခံထားတဲ့အခြေအနေတစ်ခုဖြစ်သွားပြီအဲ့တော့ Israel ကဒါကြံရှိနေတဲ့ Iran ရဲ့ဒီ Volo Uranium ပင်မဆက်ယုံကြည်ကိုသိကြတယ်သူတို့မဖြတ်စည်းနိုင်သေးတာသူတို့ရဲ့အဓိကချက်ဖြစ်တာဖြစ်တဲ့အတွက် American ရဲ့အကူအညီနဲ့ပဲသူတို့တာမရရတဲ့အနေနဲ့ဒါလှုပ်ဆောင်လာမလားဆိုတော့ဒါစောင့်ကြည့်သွားပါဘို့အဲ့တော့ဒီအရှင်နေမှာဒါပြောချင်တာက American ကတကယ်ပဲကူညီမှာလာ ဒါအမေရိကန်ရဲ့အကူအညီမှုကောဂျန်နဲ့အာရပ်နိုင်ငံတွေကောလက်ပိုက်ကြည့်နေမှာလားဟုတ်အီရန်ရဲ့နျူကလ িয়ার ပိုင်ဆိုင်သွားမှာဟုတ်အစ္စရေးအမေရိကန်ပေါ့ဒါအပြင်ဒီဆိုဒီအာရပ်နိုင်ငံတွေကလည်းဒါမလိုလားကြောင်ပြီးရင်တစ်ဖက်မှာရှိတဲ့တရုတ်နဲ့ရုရှားကလည်းဒါမလိုလားဟုတ်ဟိုတရုတ်ပြည်ကအဓိကအီရန်နဲ့ဒါစီးပွားရေးရပါတနာဖြစ်နေရဖြစ်တဲ့အတွက်အခုလက်ရှိအရာဒေါ်လာတိအစိုးရပြုတ်သွားမယ်ဆိုရင်တော့တရုတ်အတွက်ကဒါစီးပွားရေးရအတော်ကြီးကိုထိခိုက်မှာ အဲ့တော့ဒီခုလက်ရှိဒါတိုက်ခိုက်နေတဲ့စစ်ပွဲအတွင်းမှာဆိုရင်ဒါတရုတ်ပြည်နဲ့အီရန်ဘက်ကဒါပါလက်နက်တွေပို့ပေးထားလဲပြီးရင်အမေရိကန်ကအစ္စရေးကိုကူညီပြီးတော့ဒီ follow ဆက်ယုံကြည်ကိုဘယ်လိုမျိုးဝင်ပြီးတော့တိုက်ခိုက်လာမလဲ။အော်ဒီဆက်တွေကတကယ်ပဲအမေရိကန်ကူညီခဲ့ဒီရှေ့လေပိုင်းစစ်ပွဲရဲ့စစ်ဝင်စားစရာကောင်းလာမလားဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ပါရအောင်။ ဲ့တော့ပြောပြီးပြောနှစ်ချုပ်အနေနဲ့ပြောနေတာအခုဒီ Donald Trump ဒါသူပြောထားတဲ့အချက်အရဆိုရင်အီရန်နဲ့ဆွေးနွေးဖို့ဆိုတာတော့နောက်ကျသွားပြီအခြေအနေတွေကလွန်ခဲ့တဲ့တစ်ပတ်ကလေးကတော်ကြီးကိုကွာသွားပြီဆိုပြီးတော့ဒါသူပြောထားတာရှိတယ် အဲ့တော့ Israel အနေနဲ့ Iran ရဲ့ nuclear လက်နက်အစီအစဉ်ကိုဒါအပြီးတိုင်ရှေ့မုန်းဖို့ဆိုရင် သူ့မှာရှိတဲ့လက်နက်နဲ့မရဘူး။ American ကူရမယ်ဆိုတာကိုသူနေတဲ့အခုဒါသူကောင်းကောင်းကြီးနားလည်သွားပြီဖြစ်တဲ့အတွက် American ပါဝင်လာခဲ့မယ်ဆိုရင်ဒါအခုဒီမြောက်ကိုရီးယားကပြောကြားထားသလိုပဲသူ့အနေနဲ့လက်ထာ American ဝင်လာမယ်ဆိုရင် သူကိုယ်တိုင်ပါဝင်လာမယ်ဆိုတဲ့အချက်ဒီဆက်တွေကို ပြန်ပြီးတော့ဈာရှာကြည့်မယ်ဆိုရင်ဒီစပွဲကြီးကဒါဘယ်သူမှရှုံးလို့မရတဲ့အခြေအနေကိုလည်းမြင်တွေ့ရတယ်ပြီးရင်တစ်ဖက်ကအမေရိကန်ပါဝင်လာတာဖြစ်တဲ့အတွက်ဒီဘက်မှာရှိတဲ့ဒါအင်အားကြီးနိုင်ငံတွေဟုတ်ဒါပါကစ္စတန်တို့ဒီနောက်ကိုရီးယားတို့ပါဝင်လာမှာဖြစ်တဲ့အတွက်အဲ့တော့ပို့ပြီးတော့ဒါစိတ်ဝင်စားစရာကောင်းလာတယ်ပေါ့အဲ့တော့ပြောချင်တာကဒီရှေ့လေပိုင်းမှာဖြစ်နေတဲ့အခုဒီလက်ရှိပြိပခလေးကတတိယကမ္ဘာစစ်အစလို့ဒါပြောလို့ရနိုင်တယ်လို့ဒါကျွန်တော်အနေနဲ့ထင်မြင်မိတာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်